အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုကျမတို့ရဲ့ဗမာဆင်းများ TV Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့မြန်မာနိုင်ငံဤသာသနာတော်အတွက်အန္တရာယ်ကင်းသင်္ကေတဓမ္မမဟုတ်မနုဿတရားအသွင်တော်ဖြစ်ပေါ်လာဖို့တမိုင်းကြောင်းကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဂေါတမမြတ်ဖရာသခင်နိဗ္ဗာန်ဆန္ဒမူပြီးတဲ့အချိန်နှစ်ကစလို့ရေတွက်တော့သာသနာတက္ကရာ235ခုနှစ်မှာအိန္ဒိယနိုင်ငံစမုဒီပါတကြုံလုံးရဲ့အရှင်သခင်ဖြစ်တော့ သီရိဓမ္မအာတောကမင်းရဲ့ဆရာယံဖြစ်သောအရှင်မောကလီပေါ်တတိတတိရဲ့အတိုင်းတိုင်းပြည်ပြည်ကို သာသနာပြုဆင်လွတ်ကျဲအရာကြွချီရာတိယဟန်း၅ပါးမှာအရှင်သောနာနဲ့ဩတရအရှင်ထေမြတ်တို့ကရွှေရောင်အစင်းရှိသောမြေရှိရဲ့တထုံပြည်ကိုသာသနာပြုဖို့အတွက်ရောက်ရှိတော်မူပါသည်။ထိုပြည်နိုင်ငံမှာဆုနာသီရိမှာတောကမြေရဲ့မင်းကဥချုပ်ချင်းတောင်းဝန်ထမ်းဆောင်ပါသည်။ထိုမင်းဥချုပ်သောပြည်နိုင်ငံကပင်လယ်သမုဒ္ဒရာနှင့်နီးတဲ့အကြောင်းကြောင့်၎င်း ဘရင်ရဲ့ဘုံတကိုနဲ့တိုင်းသူပြည်သားတို့ရဲ့သီလအကျင့်မြတ်ကျင့်ကျင်းနဲတဲ့အတွက်ကြောင့်ပင်လယ်သမုဒ္ဒရာမှာလူသားစားတတ်တဲ့အကျင့်ရှိခဲ့ရေစဘလူမခေါင်းဆောင်နဲ့ပီလူအပေါင်းတို့ကရွှေရောင်အစင်းရှိသောမြေရှိတဲ့တတုံပြည်ကိုမကြခဏတိုင်းသူပြည်သားတို့နဲ့ကလင်းငယ်များကိုလာရောက်ဖမ်းဆီးစားတော့တော့ကြောင့်တိုင်းသူပြည်သားတို့ကဆင်းရဲသောကတွေနဲ့ကြုံတွေ့ရပါတယ်အထူးသဖြင့်တော့ဘရင်နန်းတော်မှာကလင်းမိဘွားတိုင်းပီလူတွေကလာရောက်ဖမ်းဆီးစားတော့ကြတာကြောင့် ရဲမဲ့ပိုးပါများအတားအဆီးများချထားတော့လေမအောင်မြင်မဲနဲ့မွေးသမျှတော်ဝင်ကလေးတိုင်းကအစားအသောက်ခံရပါတယ်။ဒါပေမဲ့ဘဝမှာကံဆိုးကြီးမုံတိုင်းများအပြင်းထန်မြင့်မြပေးတိုက်ခိုက်တော့လေအချိန်ကာလတစ်ခုကိုရောက်တော့တာယာကြီးနေသည့်တွေကရရှိသွားတတ်တယ်ဆိုတာကတဘာဝအမှန်တရားမေးဖြစ်တဲ့အလျောက်သူဝနာဘူမိတိုင်းပြည်မှာအရှင်သောနာနဲ့အရှင်ဥဒ္ဒရာမထေရရဲ့ကြွရောက်လာခြင်းကဘယင်အမှုပြုသောတိုင်းသူပြည်သားတွေအတွက်ကံကောင်းကြီးရဲ့တင်ငေတပဲဖြစ်ပါတယ်။ အရှင်သောနာနှင့်အရှင်ဩဒရမထေရို့သူဝနာဘူမိပြည်ကိုရောက်ရောက်ခြင်းမေသူဝနာဘူမိတထုံပြည်ရဲ့နန်းတော်ကိုကြွတော်မူပါれထိုအရှင်တပါရောက်ရှိတော်မူတဲ့နေ့မှာပဲစုနာသီရိဓမ္မတော်ကရဲ့မိပြေကောင်ကခလီမိဖွားနေပါれစုနာသီရိမှာတော်ကမေကခလီမိဖွားပါကဘေလူတွေလာရောက်မစားနိုင်မှုအတွက်အဆောင်အကျအများများစွာချနေရတဲ့တာဝန်ကတကြောင်မိမိရဲ့ခလီဘေလူအစားခံရမှာကိုစုံရီတော်ကရောက်နေသည်ကတကြောင်ကြောင့်တည်ငြိမ်အေးချမ်းသောရုပ်တွင်ရှိတဲ့ အရှင်မထေနှစ်ပါးကြွလာတော့လေခရီးဦးကျုံပြုလို့ရှိခိုးနေတော့လေစိတ်ကတော့မိဖုရားနေကလေးပေါ်မှာဆက်ရောက်နေတဲ့အတွက်အရှင်မထေနှစ်ပါးရဲ့တန်တနာပြုဖို့မိန့်နေတော့အစီအစဉ်ကောင်းတွေကနားရေကိုမရောက်ပါဘူးမိမိကလေးအနည်းရဲ့ကင်းအောင်လှုပ်ဆောင်ပေးရတာတောင်းဆိုတော်မူတဲ့အတွက်မထေမြတ်တို့ကလေနောက်မှာအေရှာမှာတန်တနာတော်စီပင်ထုံးကပြီးနေရအနှံ့များကိုပြည့်နှံ့လိမိကိုစီစဉ်သုံးသပ်မိတဲ့အတွက်ထိုကိစ္စကို ခွင့်ပြုတော်မူကြပါသည်ထို့အခါ ဆူနာသီရိမာတောကမင်းကလက်နက်မပါကရိယာမပါပဲမြည်ခဲ့တော့နှိမ့်နီးမိကိုမင်းမြဲတဲ့အခါမှာဂေါရမဗုဒ္ဓဖះရှင်ရဲ့သားတော်ဖြစ်တဲ့အလျောက်မိမိအာထုံမှုကြောင့်ရရှိတဲ့တကူကိုမသုံးမေမိမိရဲ့ဒိဋ္ဌံတစ္ဆာတကူကိုအသုံးပြမှာဖြစ်ကြောင်းဘင်းကိုမိကြပြီးတော့ရှေးဆဘလူများလာမဲ့လမ်းစီကိုကြွသွားလိပါတယ်ရှေးဆဘလူများနန်းတော်စီကိုလာလာချင်းအရှင်နှပါတို့နဲ့ဒဲဆောင်ပါတယ်ဘီလူတွေရဲ့တိုက်ခိုက်မှုတွေကိုအရှင်နှပါတို့က ကျောင်းမဲ့ဘွေရအသွင်များဖန်ဆင်းပြီးကျောင်းလန့်စီလိုဖေရှားပြပါရီပေလူတွေကကျောင်းလန့်တော့လေမဖေရှားပဲပေးခန့်နေတဲ့အတွက် မတိနှစ်ပါတို့ကနှစ်ပါပေါင်းပြီးတော့လူမျက်နာတစ်ခုနဲ့ခြင်သိကုံတစ်ခုပေါင်းထားအပ်သောမနုဿတရားအသွင်တော်ကိုဖန်ဆင်းပြီးတော့ကန့်ခဲပြီးတက်ပြက်မြည်ံပြုတော့ပေလူတွေကအလုံးကျောင်းလန့်ပြီးတတော်ပြီအနည်းရှိကျွန်းကျွန်းဘော်ကိုတက်ပြေးပြီးတော့ပုံအောင်ကြလိပါရီထို့ကျွန်းကိုနောင်တော့ကဘလူးကျွန်းဆိုပြီးတော့နာမည်တွင်လိပါရီအရှင်မြတ်နှစ်ပါတို့ကလေနောက်က ဘလူးမလာနိုင်အောင်ဘရင်မြင့်မြတ်ကိုတခုသောတောင်ထိပ်မှာမနုဿတရားအကြောက်ရက်ကိုထုလုပ်စီပြီးအဆောင်အဖြစ်ထားရပြီးတော့ပရိတ်ကြီးပရိတ်ရီပရိတ်သည်ပရိတ်ဆန်တို့နဲ့တိုင်းပြည်ကိုအရန်တားဖြစ်စီပြီးဘရင်မင်းအမှုပြည်သောအတိုင်းသူပြည်သားအပေါင်းတို့ကိုဂေါရမမြတ်ဖျားရှင်ရဲ့ဓမ္မဆာလတုတ်တော်ကိုဟောကြားတော်မူပြီးတရားသူများရရှိစေပါれဘရင်မင်းမြတ်ကလည်းမိမိရဲ့သားကိုအရှင်သောနာနဲ့အရှင်ဩဒရမထေရုကကဲ့တင်တော်ကြောင့်အသက်ရှင်ရတဲ့သားဖြစ်တဲ့အတွက် တောနောဒရာဆိုတဲ့အမည်နာမတွင်စီပါရီဘရင်မင်းမြတ်ကလည်းအရှင်မြတ်နှစ်ပါးတို့ရဲ့အဆုံးမခံယူပြီးဘာသာသာသနာရေးရာကိစ္စတော်များကိုဆောင်ရွက်ပြီးတော့တိုင်းပြည်ရေးရာကိစ္စတွေကိုမင်းကောင်းမင်းမြတ်ပြည်သားစွာဆောင်ရွက်ပြီးအသက်တဆုံးနေထိုင်သွားလိပါရီအရှင်တောနာနဲ့ဩဒရာအရှင်မထေမြတ်တို့နဲ့ဆုနာသရီမာတောကမင်းတို့ကွယ်လွန်တဲ့အခါမှာဘီလူကျွန်းမှာအချိန်ကဆောင်ဆိုင်နေသောရှင်ဆောင်ဘလူမအမှုပြုတဲ့ဘီလူပေါင်းတို့ကနောက်တပံထက်မှန်ပြီးတော့ တဝနာဘူမိပြည်ကို လူသားစားဖို့အတွက်ခြေဦးတယ်လာပြန်ပါရီတာရိနာနဲ့ပြည်မှာရှိရင်တက္ကမာနတကြမီကညကြောက်ဖြာထိုင်လိုက်တော့ရှင်ငင်ကလိုထိုင်လို့ကောင်းတဲ့ဂရီပါဆဝါကုန်းကဲ့သို့နုညံ့ခြင်းမရှိပဲကြောက်သားပကတိကဲ့သို့မာကျောနေရတဲ့အတွက်လူပြည်မှာအရေးကိစ္စတစ်ခုခုရှိမယ်ဆိုပြီးတော့စိတ်ထင်တာကြောင့်လူပြည်ကိုကြည့်လိုက်တဲ့အခါတဝနာဘူမိပြည်ကိုလူသားစားဖို့ခြေတက်လာတဲ့ဘီလူအုပ်ကိုမြင်လာကြောင့် အရှင်နှစ်ပါးအစားဖြစ်ထားတဲ့မနုဿတရားယုတ်တုမှဝင်ပူပြီးရခင်ကာလကကဲ့သို့ဘီလူတွေကို၆လက်မတော်တီကစပြီးတော့နောက်တော့အခါသူဝနာဘူမိပြည်ကိုဘီလူမကက်လျှောက်တော့ပါဘူးဤအတွင်တော်သမိုင်းနှင့်ဖြစ်စဉ်ကိုတာရကယူပြီးသူဝနာဘူမိတထုံပြီးယခုတထုံမျိုးတင်သားမကသူဝနာဘူမိဂါရတော်တခုနဲ့မနုဿတရားယုတ်ပုံနဲ့ယုတ်တုတို့ကိုလောကီအစီရင်များဖြင့်အသုံးပြုပြီးအနည်းငယ်အဆောင်ဖြင့်မြမလောကီပညာပိုင်းမှာအသုံးပြုသလို့ မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာဘက်မှလည်းတာသနာတော်ရဲ့အနိယကင်းအထိမ့်မဲ့တစိတ်တော်ဖြစ်လက်ကောင်းအထူးသဖြင့်တော့ရွှေရီကုံစေရီတော်ရဲ့နိနမိတ်သမတ်တဲ့ကြောက်တိုင်ပေါ်မှာရုပ်ထုပြုလို့ရလက်ကောင်းရွှေရီကုံစေရီတော်ကောဘကအဖွဲနဲ့ရွှေရီကုံစေရီတော်အဖွဲစီများရဲ့တရားဝင်တစိတ်တော်အဖြစ်သတ်မှတ်ရလက်ကောင်းအသုံးပြုကြပြီးပါတယ်ဟုတ်ကဲ့ပါဒီနေ့မှကျမတို့ရဲ့ဗမာဆင်းများ TV Channel ကနေတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုရေးသားတဲ့သူအားလေးစားစွာနဲ့ credit ပေးပါရရှင် နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြရှင်မေကောင်းတဲ့ဂျန်လီကိုပိုင်ဆိုင်နေကြပါသေးရှင်။